က်ပြဆက်ပေးမဲ့တဲ့တင်ကတော့ចောင်းကိုចောင်းမှုចောင်းစကြောသက်36ဦးသေဆုံးတဲ့တဲ့တင်ဖြစ်ပါတယ်အင်ဒိုနီးရှားနိုင်ငံရှေ့ချဘာပြည်နယ်မှာကြောင်းပူကြခဲ့တာကြောင့်စစ်တော်သက်ကြောင်းသားကြောင့်သူ36ဦးအတိတ်သေဆုံးခဲ့တယ်လို့အင်ဒိုနီးရှားအစိုးရကတင်ပြထုတ်ပြန်ခဲ့ပါတယ်။သေဆုံးခဲ့တဲ့ကလေးငယ်တွေဟာအသက်23နှစ်ကနေ19နှစ်ကြားအရွယ်ရှိတဲ့စစ်တော်သက်တွေဖြစ်ကြတယ်လို့အတည်ပြုထားပါတယ်။ လက်ရှိအချိန်ဒီအပြည့်အစည်တွေအောင်မှာပြိမိနေရလို့ယူဆရတဲ့ပျောက်ဆုံးနေသူ28ဦးထိရှိနေပြီးကထုတ်နိုင်ဖို့ကိစ္စအဖွဲ့တွေကစူးစမ်းလျက်ရှိပါတယ်အခင်းပြပွားချိန်မှာကျောင်းထက်နေသူ168ဦးရှိခဲ့ပြီးတရလေးကိုကထုတ်နိုင်ခဲ့ပြီဖြစ်တယ်လို့လည်းကယ်ဆယ်ရေးအဖွဲ့တွေကအတည်ပြုခဲ့ပါဗျ။ကထုတ်နိုင်ခဲ့သူတွေထဲမှာ14ဦးကစိုးရင်ရတဲ့တရားတွေရရှိထားတာကြောင့်အရေးပေါ်ကုသမှုတွေလုံဆောင်ပေးခဲ့ရပါဗျ။ ပိမိနေသူတွေကိုကယ်ထုတ်ဖို့အတွက်ကျန်းကျင်တဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်တွေရှားနေချီပြီးအသုံးပြုပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေရလို့လည်းသိရပါပါတယ်ရှင်။ဒီသတင်းကိုတော့ညီချောင်အောင်ကပေးပို့လာတာပါ။